ဖခင်အရွယ်လောက်ရှိတဲ့အမျိုးသားကိုရဲရင်စွာလက်ထက်ပြခဲ့တဲ့ပူပိုဟေတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆလီအင်ဆိုင်ဒါပေ့ချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ပူပိုဟေတာကတော့တချင်းအေးအေးလေးတွေနဲ့ပရိသတ်ရဲ့ရင်ထဲကိုတိုးဝေ့လာနိုင်ခဲ့တဲ့သူဖြစ်ပါရစေ။ပူပိုဟေတာကတချင်းတစ်ပုံးနဲ့အောင်မြင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတချင်းအစ်စ်လည်းတိတ်မထွက်ပါဘူး။လူရှိကိုလည်းတိတ်ပြီးတော့မထွက်သလိုပွဲရှာတာလည်းတိတ်ပြီးတော့မကြိုက်ပါဘူး။အေးအေးဆေးဆေးသာနေတတ်တဲ့အမှုပညာရှင်တယောက်ဆိုရင်လည်းမမားပါဘူး။လက်ထက်တဲ့အရွယ်ရောက်နေပြီဖြစ် င်လို့ပြီးခဲ့တဲ့ရက်မှာတော့လက်ထက်မဲ့အကြောင်းအသိပေးလာခဲ့တာပါလက်မဲ့ရေထိုးတဲ့ပုံတချို့ကိုတင်လာပြီးတော့မျိုးသားဖြစ်သူရဲ့မျက်နှာကိုမပြဘဲတင်လာခဲ့တာပါဒါကြောင့်မို့ဘလို့လူမျိုးနဲ့များလက်ထက်မလဲလို့စိတ်ဝင်စားခဲ့ကြပါတယ်ပူပူဟေတာကတော့သူ့ရဲ့လက်ထက်ပွဲကအမှန်ပါပဲလို့ပြောခဲ့တာပါပြီးခဲ့တဲ့ရက်မှာတော့ပူပူဟေတာက အမျိုးသားဖြစ်သူနဲ့လက်ထပ်ပွဲကိုကျင်းပလာခဲ့ပါတယ်။လက်ထပ်ပွဲကအသာမန်အဆင်မဟုတ်ပဲတော်တော်လေးကိုကြီးကျယ်ခမ်းနားပါတယ်။ချင်းချင်းတဲ့ပွဲကြီးကျင်းပပြီးတော့အတိုင်းဝိုင်းကြီးတွေကျင်းပတဲ့ပုံစံဖြစ်နေတာပါ။ဆူလီယားရပ်ပတ်မင်္ဂလာပွဲကိုကျင်းပတာဖြစ်ပြီးတော့နာမည်ကြီးတော်တော်များလည်းတက်ရောက်အုံပြုပေးခဲ့ကြပါတယ်။ဒါအပြင်မင်္ဂလာပွဲအခမ်းအနားအပြင်ဆင်ရောက်ဆိုရင်လည်း ိမ်ပေါင်းများစွာအကုန်ချခံရမယ်ဆိုတာခံမှန်းနိုင်ပါတယ်။ပိုပိုဟေသာသူ့ရဲ့မင်္ဂလာပွဲလေးကိုချပြလာသလိုလက်ထက်တဲ့အမျိုးသားကိုပါချပြလာခဲ့တာပါ။ပိုပိုဟေသာရဲ့အမျိုးသားကအများမထင်မှတ်ထားတဲ့သူတစ်ယောက်ဖြစ်နေတာပါ။အနုပညာတိုင်းဝမ်းနဲ့ကလည်းမဟုတ်ပါဘူး။အပြင်လောကဖြစ်ပြီးတော့ပရိသတ်တွေတောင်မမြင်ဘူးကြပါဘူး။ဒါပေမဲ့ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးဆိုတာတော့အားလုံးကသိချာသိနေကြတာပါ။လက်ထက်ပွဲပွဲကိုကြည့်ရတဲ့သိန်းပေါင်းများစွာချမ်းသာတဲ့လုပ်ငန်းရှင်တစ်သေးသေးဆိုတာသိကြနေတာကြောင့်ပါ။ဒါကြောင့်ပူပူဟေတာရဲ့အမျိုးသားကအသက် လည်းကြီးနေတာပါဘိုးဘိုရီသားနဲ့လည်းချင်းတွဲပြီးတော့ရှောင်လန်းနေတဲ့အချိန်မှာအသက်ကအရန်ကိုကွာသလိုဖြစ်နေတာပါမျိုးသားဖြစ်သူကအသက်90ကျော်ပတ်ဝန်းကျင်လို့ထင်နေရတာဖြစ်ပါတယ်ဒါကြောင့်မို့လဲတချို့ကအဖေနဲ့သမီးအရွယ်ဖြစ်နေရလို့ပြောဆိုနေကြတာပါအဖေအရွယ်ကိုလက်ထပ်လိုက်တာလားဆိုပြီးတော့လည်းပြောဆိုခံနေရတာဖြစ်ပါတယ် တချို့ကလည်းအဖေနဲ့သမီးမဟုတ်ဘူးနော်မင်္ဂလာပွဲအစ်စ်ပါဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်ပပိုဟေသားရဲ့လက်ထက်ပွဲကအများကြီးမှဝေဖန်စရာတွေဖြစ်သွားခဲ့တာပါတချို့ကလည်းချမ်းသာအောင်ထားရင်ဘယ်အသက်ရွယ်မဆိုဘလို့မင်းကလေးမျိုးမဆိုယူလို့ရတယ်လို့အတွေးမြင်တစ်ခုဖြစ်ကုန်ပါပြီခုခင်မှာလေတကွက်ကိုငွေပုံဩပြီးတော့ဝယ်နိုင်ဖို့သာအဓိကဆိုတဲ့ဘန်းစကားတချို့နဲ့ပါပြောဆိုနေကြတာပါတချို့ကလည်းပပိုဟေသားရဲ့အမျိုးသားကအသက်50ဝန်းကျင်အရွယ်လားဆိုတာတော့သေချာမသိရသေးဘူးဆိုပြီးတော့ပြောနေတယ် ပိုပိုဟီတာကလည်းဆိုရှယ်မီဒီယာကို အရင်သုံးတဲ့သူတယောက်မဟုတ်သလိုဒေချာလည်းမပြောပြထားတာအကြောင်းဖြစ်ပါတယ်။အဖေရွယ်အမျိုးသားကိုယူတယ်လို့ပြောတဲ့အပေါ်မှာလည်းဘာမှတုံ့ပြန်တာမျိုးမရှိပါဘူး။သူ့ဘဝကိုလည်းလူသိရှင်ကြားချပြရတာမျိုးသိပ်ပြီးတော့မကြိုက်တဲ့အတွက်ဘာမှမပြောဘဲတာနေနေရလဲဖြစ်ပါတယ်။တပတ်မှလည်းပူပူဟေသားအရန်ကိုပျော်ရွှင်နေရပါခုချိန်မှာသူ့အနေနဲ့ခြေရသူနဲ့လက်တွဲရလို့လို့ဆိုပါတယ်ပူပူဟေသားရဲ့မင်္ဂလာပွဲကိုစုံမြတ်သူစာနဲ့မိခင်ဖြစ်သူတို့ကလည်းတက်ရောက်ခဲ့ကြပါတယ်စုံမြတ်သူစာကစက်တရေရှိတဲ့အမျိုးသမီးတစ်ယောက်လိုဝတ်ဆင်ပြီးတော့လက်ဝှေ ရတနာတွေဆိုရင်လည်းထဲနေအောင်ဝစ်ပြီးတော့တက်ရောက်ခဲ့တာပါဒီပွဲကိုအဲ့တန်နေနဲ့မဟုတ်ပဲအမျိုးသားတယောက်နေနဲ့တက်အမျိုးတယောက်နေနဲ့ကိုတက်ရောက်ပေးခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဒါဆုမြတ်သူစားကဒီပွဲမှာတော်တော်လေးကိုအရေးပါတဲ့ပုံစံနဲ့တက်ရောက်ပေးခဲ့ရပါဆုမြတ်သူစားနဲ့ပပိုဟေတာတို့ကဆွေမျိုးတွေတော်ဆက်တာကြောင့်မို့လို့အခုလိုပွဲကို တကယ်ကိုတက်ရောက်ခဲ့တာပူပူဟီသားအစိုးမြသူစားရဲ့ဒူမတော်ရဲလို့ဆိုပြီးတော့လည်းသိရတယ်။ဒူမရဲ့မင်္ဂလာဝဲကိုမိခင်နဲ့အတူတက်ရောက်ပေးပြီးတော့မင်္ဂလာဝဲရကြီးကျယ်လွမ်းလာကြောင်းသူကိုယ်တိုင်လည်းလက်ဝဲရတနာအများကြီးကိုဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။ပူပူဟီသားရဲ့အမျိုးသားပေါ်ပရိသတ်တို့ရဲ့အမြင်လေးနဲ့ comment လေးထဲမှာရှင်းခဲ့ပေးပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။